မွန်ပြည်နယ်ကနေတနင်္သာရီတိုင်းဒေသကြီးကိုအဝင်ဒဝဲခရိုင်ရေပြည်မြို့နယ်မှာရှိတဲ့မလွဲတောင်စစ်စေးရေးဂိတ်မှောင် WY မွေးစေပြား3000ကျော်နဲ့အတူကြောက်စင်းရုပ်ထုငယ်တွေတင်ဆောင်လာသူတူကိုဖမ်းဆီးရမိခဲ့လို့စုံစမ်းသိရှိရပါတယ်။ဖြစ်စဉ်ကတော့ March 16ရက်နေ့မွန်လွဲ3နာရီခန့်အချိန်ကဖလွဲတော်စစ်စီရေးဂိတ်မှာတဝဲခရိုင်ရဲတပ်ဖွဲ့မှဦးစီးပူပေါင်းအဖွဲ့တွေကတပ်သေးတွေနဲ့အတူမော်တော်ယာဉ်တွေကိုကြီးကြပ်စစ်ဆေးဆောင်ရွက်နေစဉ်တရင်အရရင်းမျိုးဘက်ကနေတဝဲဘက်ကိုရန်ကုန်မြို့တကုံမြို့တင်မြောက်ပိုင်းနေရှမောင်းတင်မိုးလွင်မောင်းနေလာတဲ့ နတ်ပြန်အောင်ရှင်ကိုရတန်းရှာပွေခဲ့တာဖြစ်ကြောင်းရဲမတန်းတွေရသိရပါတယ်။ဒီလိုစစ်စစ်ရမှာတော့ရှမောင်းဘေးထိုင်ကုန်ပေါ်မှာတင်ထားတဲ့အနေရောက်လက်ဆွဲရည်အတွင်းကအဝိုင်ရောင်တိတ်နဲ့ပတ်လျက်အတွင်းမှာအပြန်ပလတ်စတစ်ကပ်ခွာအိတ်နဲ့ထည့်ထားတဲ့ WI စာရဲမှာပိုင်းအောင်ဆိတ်ကြွယူသူစေပြား195ပြားစီ၁၀တုပ်ပေါင်း၄စီစုစုပေါင်း8800ပြား အလေးချိန်980ဂရမ်ကိုတွေးရှိခဲ့ရတာဖြစ်ပါတယ်။ဒါပြင်အဝါရောက်တိတ်တဲ့ပက်လျက်အတွင်မှာအပြာရောင်ပလတ်စတစ်ကပ်ခွာအိတ်နဲ့ထည့်ထားတဲ့ WI စာရဲမှာပန်းရောင်ဆစ်ကြွာယူသူဆေးပြား195ပြားစီ၊ဆယ်ထုပ်ပါ5စီစီလျက်အထုတ်ကြီးသုံးတုံးစုစုပေါင်း2950ပြောင်းအလေးချိန်2925ဂရမ်ကိုတွေးရှိခဲ့ရအောင်။ WI ဆေးပြားစုစုပေါင်း3950ပြားဖမ်းဆီးမိခဲ့တာဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့လေမွေးရေစေဝါ300ရာမှာအသုံးပြုတဲ့ခဲပြားစာအသေးလေးကိုတင်စီရမိခဲ့ပြီး မွေးရဆေးဝါးရည်နဲ့ပတ်သက်ပြီး၎င်းကိုစစ်ဆေးတဲ့အရာပလောမျိုးနဲ့စနိုးဆိုသူထံပေးပို့ဖို့ဖြစ်ကြောင်းထွက်ဆိုခဲ့ရလို့တိုင်းဒေသကြီးရဲ့တပ်ဖွဲ့ရဲ့မူခင်းမှတ်တမ်းတွေရသိရပါတယ်။အဲဒီနောက်တမုန်းတွေမောင်းနေလာတဲ့အရှင်ဦးကောင်းခန့်ကောင်အကန့်အကန့်ပါကော်ဘူးဖြူအောင်အဖုံးစိမ့်ညွှန်အောင်အတွင်းကောင်ကြောက်စိမ့်ပိုင်းဖြက်စာ28ခုဥဒီဘွားရုပ်ကြောက်စိမ့်ပိုင်းတစ်ခုမေရော်ရုပ်ပုံကြောက်စိမ့်ပိုင်းတစ်ခုငါးရုပ်ပုံကြောက်စိမ့်ပိုင်း3ခုကနုတ်ပုံကြောက်စိမ့်ပိုင်း2ခု ၎င်းရုပ်ပုံကြောင့်စိပိုင်းတစ်ခုအထောက်သွေးထားတဲ့ကြောင့်စိပိုင်း၅ခုကိုဆက်လက်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းငွေဆက်ကူ9900ကျပ်၊ဟန်ဖုန်းနှလုံး KBZ Bank ငွေလဲဖြတ်ပိုင်း၃ခု၊ကမ္ဘာရေဒနာပလောဘန်ကွဲကငွေကျပ်3000လက်ခံပြေစာတစ်ရွက် စာရတွေကိုရှာဖွေစစ်ဆေးတွေ့ရှိရတာကြောင့်အဲ့ဒီပစ္စည်းတွေကိုသက်သေတွေရှိမှရှာဖွေပုံစံနဲ့သိမ်းဆည်းခဲ့ကြောင်းရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေရသိရပါတယ်။အဲ့ဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့ WY ဆေးပြားတွေနဲ့တူတောက်ဆိုင်ရုပ်ထုတွေကိုတရားမဝင်သဲဆောင်လာသူတင်မိုးလွင်အသက်35နှစ်ဒဂုံမျိုးတင်မြောက်ပိုင်းရန်ကုန်မြို့နေသူနဲ့ဝင်းဆက်တရားခံဖြစ်သူစနိုးမမီတို့ကိုကလျောင်နယ်မြေရဲစခန်းကမာယာပါနှစ်မြန်ဆောင်2019မြို့ရဲစေဝါနဲ့စစ်ကိုပြောင်းလဲစေတတ်သောစေဝါများဆိုင်ရာဥပဒေပုံမှ15မြန်ဆောင်19ကကြီးမြန်ဆောင်21တွန်းနဲ့၎င်းတ ရားမဝင်ကြောက်စင်ရုပ်ထုတွေကိုသဲဆောင်သူတင်မိုးလွင်ကိုပါကိုမြန်ဆောင်2019မြန်မာ့ကြောင့်မြင့်နာဥပဒေပုံမှ40နှစ်ကာကြီးနဲ့၎င်းအမှုဖွင့်အရေးယူထားရှိပြီးဂွင်းဆက်တရားခံတွေကိုဆက်လက်ဖော်ထုတ်ဖို့စစ်စစ်လျက်ရှိနေတယ်လို့သိရပါဗျ။